ဘဝတန်တရားရှင်းနေနေရတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာအကောင်းတွေ့တယ်လို့အဆိုးဆိုတာလည်းပဲတွေ့ကြုံရစမြဲဒါလောကရဲ့တပတာလို့ပဲပြောကြရမှာဘဝတစ်ခုမှာကံကောင်းတဲ့အဲ့နဲ့ကြုံလို့ရှိရင် မြည်သည့်အခက်အခဲမြည်သည့်အနှောင့်အယှက်မြည်သည့်အန္တရာယ်မှမကြုံမဲနဲ့ဘဝတစ်ခုဟာအေးချမ်းမြန်ဖြတ်တန်းသွားရတဲ့အခါရှိတယ်လို့ပဲအေးကံစုံမှုမောင်ကြပြီးတော့ပြီးစုကံစုံအန္တရာယ်မျိုးတွေကြုံတွေ့ရတဲ့အလှည့်ဆိုတာလည်းရှိကြတယ်ခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လူငယ်တဲ့နေပေါင်း 80ဟိုဘက်မှာမွေးဖွားခဲ့တဲ့ပုဂ္ဂိုလ်ကို80ဟိုဘက်မှာမွေးဖွားခဲ့တဲ့ပုဂ္ဂိုလ်တွေကဒုတိယကမ္ဘာစစ်ကြီးနဲ့ကြုံတွေ့ခဲ့ကြရတယ်။ဘိဇုကဆိုးတွေနဲ့ကြုံတွေ့ကြရတယ်။မင်းနမင်းကြီးရဲ့နောက်ပိုင်းအေးချမ်းနေတဲ့အချိန်ပိုင်းကာလမှာဆိုလို့ရှိရင် ကဘာကြီးတစ်ခုလုံးစစ်ဖြစ်တယ်ဆိုတဲ့အနေအထားမျိုးမကြုံကြရပဲနဲ့အီချမ်းတဲ့အနေအထားမျိုးလေးကိုရရှိကြဒီမရဏပုရမျိုးတော်ကြီးကိုတီထောင်သွားတဲ့ဘုရောမင်းတရားကြီးလက်ထက်မှာဆိုလို့ရှိရင်နှစ်ပေါင်းတော်တော်ကြာအောင်ညမနိုင်ငံမှာအီချမ်းตายရပြီးတော့ဘာကုမအခက်ခဲမရှိရနဲ့လူတွေဟာအီချမ်းတဲ့ဘဝခရီးကိုဖြတ်တန်းကြရတယ်ဆိုတာ ရာဇဝင်ကိုကြည့်လိုက်လို့ရှင်သိရအနှစ်ပေါင်း20ကျော်30နှစ်ကအုပ်ချုပ်ပြီးတော့မရပူရရွှေပြိုတော်ကြီးကိုတည်ထောင်ပြီးတော့ဘောရမင်းတရားကြီးအုပ်ဆုံးသွားသို့တော့နောက်ပိုင်း3နှစ်လောက်နောက်ဆုံး3နှစ်ဘောရမင်းတရားကြီးအုပ်ချုပ်လို့နောက်ဆုံး3နှစ်အချိန်ပိုင်းရောက်တဲ့အခါမှာကံမကောင်းအကြောင်းမလားလို့ ပြည်သူတွေဟာဘာနဲ့ချုပ်ရရလဲလို့ဆိုရင်မိုးခေါင်ရေရှားခြင်းလို့ဆိုရဲကဆွေးကြီးနဲ့ကြုံရတယ်လို့ဆိုရဲရှားဆိုရင်ဒီအရာသိရအဲ့ဒီအချိန်မှာသာဝနေဒုက္ခတွေကြုံကြရတယ်ပေါ့နောက်ဆုံးသုံးနှစ်လောက်ဘုရမင်းတရားကြီးနိုင်ရဆံသွားတဲ့အခါမှာ ဘာကြီးတော်လို့ခေါ်တဲ့စကိုင်းမင်းနန်းတက်လာ။ဘိုးတော်တို့ဘာကြီးတော်တို့ဆိုတဲ့ဒီနာမည်တွေကဘသူအနေနဲ့ခေါ်ပြီးတော့သုံးစွဲတဲ့နာမည်တွေလဲလို့ဆိုတော့မင်းတို့မင်းကြီးကနေခေါ်တဲ့နာမည်တွေပေါ့။ဇာတ်ဝင်မှာလည်းပဲအဲ့ဒီလိုမှတ်တမ်းတင်လိုက်တယ်။မင်းတို့မင်းနဲ့အဘိုးတော်တို့ဘိုးတော်ဘာကြီးတော်တို့ဘာကြီးတော်ဒီလိုခေါ်ခဲ့တာပေါ့။ကျန်တဲ့လူတွေရောအဘိုးမတော်ပါဘူး။ဘာကြီးလည်းမတော်ပါဘူး။ အဲ့ဒါလို့စကိုင်းမင်းဗာကြီးတော်နန်းတက်တဲ့အခါမှာနန်းတက်မိန်ကွန်းသူမိန်ကွန်းပြောတာရှိတယ်။ဒါဆိုရင်လည်းမှမတန်းတက်ထားတဲ့သူမိန်ကွန်းထဲမှာသူပြောတာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုရောမင်းတရားကြီးရဲ့တောက်ပိုင်း၃နှစ်မှာတိုင်းပြည်ဟာ ရှာရှာပါပါဖြစ်ပြီးတော့လူတွေဆင်းရဲဒုက္ခအနည်းငယ်ရောက်ကြတယ်ဆိုတော့သိရတယ်ပေါ့သူကဘယ်လိုနန်းတဲ့မိန်ကောင်နဲ့မှဗာရိထက်သွင်းပြောတော့ဆိုငါကိုချစ်လိုက်ရင်ပြည်သူတို့ကိုချစ်ငါအကျိုးစီးပွားကို လိုလားရင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလိုလားပြည်သူဗန္နာကိုမျက်မှောက်မကျိုးကြနဲ့ဆိုတဲ့စကားထည့်သွင်းထားတာရှိတယ် ရာဆိုရင်ဖတ်ကြည့်ရင်ပြည်စကလုံးလေးတွေတွေ့ရပြည်သူဗန္ဓာကိုမျက်မှောက်မကြိုးကြနဲ့ဆိုပြီးတော့စီမံအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့ဆက်ပြောထားတဲ့စကားဟာငါရဲ့လက်ထက်မှာတဲ့၃နှစ်၃ပုံအခွန်လေးအကောက်အစားမရှိစေရနေပြည်တော်လုံခြုံမှုအတွက် အထက်မင်းကွန်ကင်းနဲ့ အောက်ကြောက်တလုံးကင်းဒီနှကင်းကိုသာ ထားပြီးတော့လုံချုံရေးကိုစီမံကြစေအကောက်စားမရှိစေနဲ့လို့ဒီလိုနန်းတဲ့မိန်ကောနဲ့မှချက်တွင်းပြောထားတာကိုထောက်ထားကြည့်လို့ရှိရင်တော့ဒီသူတွေခက်ခဲတွေ့နေတဲ့အချိန်မှာအခွန်နေကင်းလို့ခွင့်ပြုခဲ့တယ်ဆိုတော့ရှားစွယ်နဲ့မှထင်ရှားရှိတယ်ဒါကဘာကြီးတော့နန်းတဲ့မိန်ကော မပါတဲ့စကားရခလေးလေးပေါ့အဲ့တော့ဆိုလိုတာပြောချင်တာကဘယ်ခေတ်ပဲဖြစ်ဖြစ်ဘယ်ကာလပဲဖြစ်ဖြစ်တခါတည်းကကံမကောင်းအကြောင်းမလာတဲ့အခါကျတော့ဒိစုကတ်စုအန္တရာယ်မျိုးဆိုတာကြုံရတတ်တယ်အများရတော့ကြုံတာမဟုတ်ဘူးအဲ့ဒါလို့ကြုံရပြီဆိုလို့ရှိရင်မိုးအောင်မြေပြင်မှာရှိကြတဲ့တရားတွေအားလုံးဟာ ကံတုအကျိုးပေးဆိုတာလို့ခံကြရတယ်။အဲ့ဒီတည်းမှာပို့ပြီးတော့ကံမကောင်းအကြောင်းမလာတဲ့ပုဂ္ဂိုလ်တွေကအသက်ဆုံးရှုံးမှုထီအောင်ရောက်သွားကြတယ်။ကံကောင်းအကြောင်းလာတဲ့ပုဂ္ဂိုလ်တွေကြတော့ဒိဋ္ဌကဆိုးတွေကလွတ်မြောက်ပြီးတော့ချမ်းသာဒုက္ခရောက်ကြတာတွေရှိတယ်။အဲ့တော့ချမ်းသာဒုက္ခရောက်ဖို့ရအတွက်ပါရင်တော့ ဘိဇုကဆိုကလွတ်မြောက်ဖို့အတွက်ဘာတွေလုပ်သင့်နေလဲဆိုတာဘိဇုကဆိုတွေကဘာဖြစ်လို့လူလောကမှာမကြမကြကြာရောက်လာတတ်တယ်လဲလို့ဒီလိုနဲ့မေးခွန်းထုတ်ပြီးတော့ကြည့်မယ်ဆိုရင်တော့ခင်เจ้าကိုလေးလာနေကြတဲ့ပုဂ္ဂိုလ်တွေစပါးတော့ယာတိဥရုလေးလာတဲ့ပုဂ္ဂိုလ် သဘာဝပတ်ဝန်းကျင်လေ့လာတဲ့ပုဂ္ဂိုလ်တွေကယာတိဥဒ္ဓသဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုခြေနေတွေရလူတွေဟာဒုက္ခဒုက္ခရောက်ကြလေလို့ဒီလိုဖြေထုတ်ကြဒါလည်းမကင်းနိုင်တဲ့အကြောင်းတရားတွေပဲလို့ပြောရမယ်။မြတ်စွာဘုရားကတော့အဲ့ဒီအကြောင်းတရားတွေရဲ့အကြောင်းတရားကို ထောက်ပြတယ်လို့ဘုန်းကြီးတို့တွေနားလည်ရမြတ်စွာဘုရားက ဟောပြီဆိုလို့ရှိရင်ထပ်ပြီးတော့အကြောင်းဆရာဆရာမလို့အောင်မူလအကြောင်းရင်းကိုဟောကြားလိုက်ရှိတယ်အဓိကအကြောင်းရင်းကဘာလဲလူသားတွေနဲ့တဘာဝပတ်ဝန်းကျင်ကြောင်းလည်းမှုချောက်ဘုန်းကြီးကမမကန်ဖြစ်ပြီးတော့စာရေးစာခေါင်းမရရဲဆိုတဲ့ အကြောင်းတရားဟာမဟုတ်ဘူးလားဆိုဟုတ်တယ်။ဒါဖြစ်ဘာဖြစ်လို့သဘာဝပတ်ဝန်းကျင်นี่ပျက်စီးရတယ်လဲ။ဘာဖြစ်လို့မိုးခေါင်ရေရှားဖြစ်ရတယ်လဲဆိုထပ်ဆင့်ပြီးတော့ရှင်းဖို့အတွက်မြတ်စွာဘုရားတခင်ကိုရောမြတ်ကအကြောင်းရှင်းပြမြတ်စွာဘုရားရှင်းပြတဲ့အကြောင်းဟာပို့ပြီးတော့အတွင်းကျ internet condition internet cause လို့ခေါ်တယ် အတွင်းကြကြအကြောင်းတရားတွေကိုမြတ်စွာဘုရားထောက်ပြလေရှိမင်းကပြောခဲ့တဲ့ပါလောကတုတ်လောကကြီးဘာကြောင့်ပျက်စီးတယ်လဲဆိုရယ်ပါလောကတုတ်မြတ်စွာဘုရားကလူသားတွေရဲ့ခွခြင်းတရားပြပြမှုအခြေအနေတစ်ခုအဲ့တုတ်တံပါဥစားပေးပြီးတော့ဟောထားလူတွေဟာအတ္တမရာကနေဆက်ခံရတယ် အတ္တမရာဂတွေလွန်မိုးနေတယ်ဝိသမလောဘတွေချီးဆိုးနေတယ်မိစ္ဆာဓမ္မလို့ဆိုရဲမာရွေနဲ့အจิตတရားတွေလူတွေပါလွန်မိုးထားသည့်အတွက်ကြောင့်အချိန်ဤဇိုးတွေဖြစ်ပေါ်ပြီးတော့လာခဲ့တယ်လို့ဘာပဲဖြစ်ဖြစ်ဒီအချိန်ဤတွေဖြစ်ပေါ်လာတာဟာတော်တော်များများလိုက်ကြည့်လို့ရှိရင် လူတွေလှုပ်တာပဲလူတွေလှုပ်တာကိုလူတွေခံကြရတာပေါ့ခုကြည့်လေသဘာဝပဝန်းကျင်ပျက်စီးတယ်ဆိုတာသူကသူပျက်စီးတာမဟုတ်ဘူးလူတွေပျက်စီးတာအဲ့တော့ဘာဖြစ်လို့ဖြစ်စည်းတာတော့ဆိုတော့လောဘကြောင့်ဖြစ်စည်းကြတာပေါ့လောဘကြီးပြီးတော့မိမိစားလို့ရအနေထားတယ်မကဘဲနဲ့လောဘကြီးပြီးစီးပွားဥစ္စာတွေရှာကြဖြတ်ကြဖြူချရတယ် တဘာဝပတ်ဝန်းကျင်ကြီးပျက်စီးပြီးတော့ဒါနဲ့တေချာစဉ်းစားကြည့်မယ်ဆိုရင်တွင်ခဲ့တဲ့အနှစ်60လောက်ကသူများဘဝအတာထားခွန်ကြီးတို့ကိုရင်းမြင့်မြင့်ဘဝလေးတစ်ခုပြောပြမယ်ဆိုရင်ခွန်ကြီးတို့အရတေသားမှာတွင်ခဲ့တဲ့အနှစ်60ဟိုဘက်ကဒုတိယကဘာစစ်မဖြစ်ပြီနဲ့ ဒုတိယကဘာစိတ်ဖြစ်ပြီးတော့နောက်ပိုင်းအခြေအနေလေးကိုပြောမယ်ဆိုလို့ရှိရင်ဒုတိယကဘာစိတ်ဖြစ်တဲ့အချိန်ကတော့အတ္တမအခြေအနေဆိုပါတယ်နောက်ပိုင်းမှာလည်းပဲရောင်စုံသဘုံတွေနဲ့မြန်မာပြည်မှာအခြေအနေဆိုတယ်နောက်ဆုံးငြိမ်းချမ်းသွားတဲ့အချိန်ပိုင်းကိုပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီယတ္တိတကလူတွေဟာမန္တလေးမြို့နဲ့ ိုင်90လောက်သာကွာဝေးတဲ့စင်ကူးမြို့နယ်ကရွာတရွာမန္တလေးမြို့နယ်ဟာမိုင်90လောက်ကဝေးတယ်သို့တော့မြေကျောင်းခရီးဆိုတော့တနေကုန်သွားကြရတော့အဲ့ဒီရွာမှာမြို့ရောက်ဖူးတဲ့လူဆိုတာအလွန်နည်းတယ်တတလုံးကိုရမှာပဲအေးချမ်းချမ်းနေပြီးတော့လောက်ကန်စားတော့သွားကြလောက်ကန်စားတော့သွားတော့ ရေလွမ်းတဲ့အရတ္တမြေလူကျုံးမော်ဖြစ်တော့လူတွေဟာမိုးရင်းကာလရေလွမ်းနေတဲ့အချိန်မှာဆိုရင် အားနေကြ။ဝါရင်းကာလဆိုဥပုသ်ဆောင်ကြတယ်။ဘာအလုံးမှမရှိဘူး။အဲတောင်ရွတ်တက်ပြီးတော့ချင်းကလေးပါလေးစုတဲ့အလုပ်ပဲရှိတယ်။ရေတွေကျသွားလို့ဆောင်းကာလဆောင်းရသည်ဝင်တော့မယ်။သတင်းရွတ်တဆောင်ပုံးရသည်ရောက်လာပြီဆိုတဲ့အချိန်မှာ ထွန်ရက်ဆိုင်ပြိုးကြထွန်ရက်ဆိုင်ပြိုးပြီးတပေါင်းတကူဆိုလို့ရှိရင်ကိုင်းသိမ့်လိုက်ကြဒီတတိပဲလောက်တယ်အေးချမ်းချမ်းနေကြအတုံးဆွဲဆိုတာလဲအမတမနဲတယ်ဘာမှမရှိဘူးရှင်နှွေးတောက်ချင်ရင်မြေအိုးနဲ့တဲပြီးတော့တောက်ကြခွန်ကြီးကြောင့်ဆုံးဖို့လို့ရှိရင်လေပြီးသခွန်ကြီးကြောင့်ခင်းတိုးဆုံးတိုးမြေအိုးလေးတွေနဲ့ချက်ပြီးတော့ပို့ ဓာဝဋ္ဌံကြိုက်ဆိုတာလေအဲ့ဒီခေတ်ကမရှိသေးဘူးအဲ့တော့လောကမှာလူအပ်ချက်လူတွေရဲ့လူအပ်ချက်အဲ့ဒီအချိန်ဘုန်းကြီးတို့မှတ်မိတယ်ဗျာဆိုအလုံးကိုနဲတယ်ရေဒီယိုမရှိဘူးကက်ဆက်မရှိဘူးရီကော်ဒါမရှိဘူး MP3 မရှိဘူးကုကဲ့လို့တယ်လီဗီရှင်းတွေမရှိဘူးတဘူးတွေမရှိဘူး ဲ့တော့လူတွေမှာကုံကြဆေးရိတ်ဆိုတာဘာမှမရှိအဝတ်တောင်မှတခါတည်းကကိုယ့်အိမ်မှာချက်ခုတ်ရက်ကန်းလုံးမှန်ကလေးတွေတနိုင်တစ်ပိုင်းမိသားစုဝဖို့ဟာလေးတွေရှိတယ်ชุรุซันซันဆိုတာသိပြီးတော့မသိကြယူနေရောက်ဘူးတဲ့လူအလွန်နဲ့အဲ့ဒါလို့အေးချမ်းချမ်းနဲ့ နေသွားကြတဲ့သူတွေဟာဒီကနေ့ခေတ်ကြတော့လူအချက်တွေကအလွန်များလာကိုယ်အိမ်သားလေးကသူကတယ်လီဗီရှင်းရှိရင်ကိုယ်ကလည်းရှိချင်လားကိုယ်အိမ်သားကမော်တော်ဆိုင်ကယ်ရှိရင်လည်းရှိချင်လားအမျိုးစုံအသုံးစွဲတွေကများလာတဲ့အခါကျတော့ဒီကနေ့လူငယ်တွေလူရွယ်တွေဟာကိုယ်ရရမှာမနေကြတော့ပဲနဲ့ တနေ့တည်းထွက်ပြီးတော့ရွှေတွင်တူးတဲ့လူကတူးစီးပွားရှာကြတာပေါ့မြို့တက်ပြီးအလုံးလုံးတဲ့လူကလုံနိုင်ငံခြားသွားတဲ့လူကသွားနေနောက်တလားဆိုတော့မနောက်ဘူးဖြည့်လို့စီးလို့မပြည့်နိုင်ကြဘူးဒီအနေထားမျိုးရောက်ဒါဘုန်းကြီးတို့နှိုင်းရှင်ကြီးကိုပြောပြနော်သူတွေမှာဖြည့်စီးလို့မဆုံးနိုင်ဖြည့်စီးလို့မဆုံးနိုင် စဉ်းစားကြည့်ပေါ့ဘိုးတော်မင်းတရားကြီးဗရပုရမြို့တည်သွားတယ်အလုံးဗရပုရမြို့သားတွေမြို့မြို့ခွက်ကိုချိလိုက်မယ်ဆိုရင်မြို့ထောင်စီဒီလေးစုကိုချိလိုက်တယ်ဗရပုရမြို့ကြီးကခံမှန်းချိလို့ရအဲ့ဒီမြို့တည်သွားတဲ့မင်းတရားကြီးမှာစီးစရာဆိုလို့ဆင်းနေမြင်မယ်ရှင်အခုကလေးမော်ရမြင်းနဲ့ကာကြီးစီးကျင်စိတ်သူ့ရှိမှာမဟုတ် ရှိရမှာတယ်လီဗီရှင်းမရှိတော့တယ်လီဗီရှင်းဝယ်ဖို့လည်းစိတ်ကူးရှိမှာမဟုတ်ဘူးဆလူရာကလိုအပ်ချက်တွေညာလာလေလေလောဘတွေကကြီးလာလေလေလိုအပ်ချက်နည်းလေလေလောဘနည်းလေလေလို့အဲ့တော့လောဘဆိုတာသူ့ကိုဖြည့်ဆည်းလို့မဆုံးနိုင်မဆုံးနိုင်ဒါကြောင့်မို့လို့နတ္ထိတဏ္ဍသမဏတိ တဏ္ဍာနဲ့အလားသဏ္ဍာန်တူတဲ့ဏဒီလို့ဆိုပေမဲ့ပင်လယ်ကြီးပေါ့ပင်လယ်ကြီးဆိုတာဘယ်တော့မှမပြည့်ဘူးကောင်းကင်ကမိုးရေရွာချညစ်တေကနေစီးဝင်ပင်လယ်ကြီးကပြည့်စံသွားတယ်လို့မရှိဘူးအဲ့ဒါလို့ပဲလောဘဟာလည်းပဲဘယ်တော့မှပြည့်စံသွားတယ်လို့မရှိဘူးလိုပြဲလိုနေမှာပဲတဲ့ ဖြစ်စေလို့မကုန်နိုင်ဘူးပေါ့။သာဝေကျမ်းကမှဆိုထားတဲ့စကားလေးတစ်ခုရှိတယ်။အခိခန္တောသမုဒ္ဒောသမဟိသောသာပိပုဂ္ဂလောမိဘုံကြီးတဲ့မိဘုံကြီးကလည်းပဲလောင်စာတွေထည့်ကြံတော့ထည့်မလောင်နိုင်တော့ပါဘူးလို့ဘယ်တော့မှမရှိဘူးထည့်ကြံတော့ထည့်လောင်ပြစ်မှာပဲသူက ငိမ့်တော့မှာမဟုတ်ဘူးပေးလို့မိကလောင်လို့မဆုံးနိုင်ဘူးလို့ပြောဆိုတော့သမုတ်ဒေါသပင်လေကြီးကလည်းပဲရေဒီစည်းဝင်ရတဲ့ဝင်ပြည်ပြီးနောက်ထပ်မဝင်နဲ့တော့လို့ပြောเสียအကြောင်းမရှိဝင်ရတဲ့ဝင်ဟောင်းငယ်ဟောင်းနေတာပဲပင်လေကြီးကပြည့်တယ်လို့ရှိဘူးအဲ့ဒါနဲ့အလားတူပဲတဲ့မဟိသောစာပိပုဂ္ဂလော လူချင်းလောဘကြီးမားတဲ့ပုဂ္ဂိုလ်တရားမှလည်းပဲဘလောက်ပဲပစ္စည်းတွေဖြစ်တင်းဖြစ်တင်းသူ့မှာလိုအပ်နေတာပဲအမြဲတမ်းလိုချင်နေတာပြည့်တယ်လို့မရှိဘူးဆိုတော့ဒီစကားကအလောမှန်တယ်ဤတကြောင့်မလို့လူတွေဟာလောဘကိုအတော်မတန်နိုင်သည့်အတွက်ကြောင့်တဖြည်းဖြည်းလိုချင်စရာတွေကလည်းများလာတယ်လိုချင်စရာတွေများလာတယ်လို့ လူချင်းတာတွေလူချင်းစိတ်တွေကညာလာအဲ့လိုညာလာတဲ့အတွက်ကြောင့်လူချင်းမှုကိုကြောင်းပြုပြီးတော့ဖြစ်လာတာတဲ့အဲ့တော့လောဘတွေကြီးလာကြီးလာတဲ့အခါမှာလောဘဆိုတာတစ်ခုနဲ့တစ်ခုကူးဆက်သွားအခုကြည့်ပါလောကတုံးမှာမြတ်စွာဘုရားဟောတဲ့အတ္တမတာကဆိုရင်လောဘရဲ့အဆွဲတစ်ခုပဲဝိသမလောဘဒါလည်းလောဘပဲ မိစ္ဆာဓမ္မဒါလည်းလောဘပဲလောဘကဘလောက်ကြီးတယ်ဆိုအတော်မတတ်တော်မတတ်ဒါကြောင့်မလို့လူတွေပါဘိဇုကတ်ဆိုးတွေဆိုတာဒီအခြေခံအကြောင်းတရားတွေကြောင့်ဖြစ်ရတာလို့မြတ်စွာဘုရားကဒီလိုဟောတာအစ်မဓမ္မတဘာဝကြထပ်ပြီးတော့သောရကတက်เสียမှရှိလောက်မြတ်စွာဘုရားဟောတဲ့တရား reasonable ကျိုးကြောင့်စီလျော်မှုတွေရှိတယ်လို့ဒီလိုပြောတာ။ဘယ်ပညာရှိကမှရသော်ဘုရားစကားကိုအတွန့်တက်လို့မရဘူး။တကယ်အရင်ကြကြရသော်ဘုရားကဟောထားခဲ့တာနော်။ဒါကြောင့်မလို့အချိန်ကာလအာဏိယောစွာလောကလူသားတွေရှိနေတယ်ဗျ။ကံကောင်းတဲ့အခါမှာตายရတဲ့ခက်ကလေးနဲ့ဂျုံလိုက် ကာမကောင်းတဲ့အချိန်မှာခစ်ဆိုးနဲ့ဂျုံလိုက်ဘဝတန်တရားခီးကိုဖြတ်တန်းပြီးတော့သွားနေကြဒီတိုင်းပဲလို့ဒီလိုပဲမှတ်အဲ့တခါတရံကြတော့ကြည်စိပိစိတန်နေနဲ့ဂျုံနေတတ်ထန္တရကတခါတရံကြတော့ယောဂါတွေဖြစ်ပွားတယ်ဘောကန္တရကတခါတရံကြတော့မိုးလီဝတမမှန်မကန်လို့ အစာရေစာခေါင်းပါတယ်ဒုဗ္ဗေခန္ဒရာကတ်ဆိုဒီကတ်ကြီးသုံးပါးလူလောကမမှုနှိမ့်ဆက်နေတာဒီဟာဆိုင်ရဆိုင်ရအကြောင်းနေချဒေတာအားနေရစွာနိုင်ငံတိုင်းနိုင်ငံတိုင်းလူမျိုးတိုင်းလူမျိုးတိုင်းမှာဒီလိုဖြစ်ကြမြန်မာနိုင်ငံကိုအုပ်စိုးသွားတဲ့ဗြိတိရှ်နိုင်ငံတို့ ဆိုတာဆင်းရဲနွမ်းပါတာမဖြစ်ခဲ့ဘူးလို့မအောင်မေ့လေဒုတိယကပ္ပစစ်တုန်းကလူတယောက်ဟာမနဲ့ဆိုရင်ပေါင်ပေါင်လေးတစ်ချက်နဲ့ကော်ဖီလေးတစ်ခွက်ပဲပေါက်ခွင့်ရှိတဲ့အနေအထားမျိုးလုပ်ခဲ့ကြချိုးချံခဲ့ကြချိုးချံပြီးတော့ပြန်တည်ဆောက်ကြအမေရိကန်နိုင်ငံကြီးဒီကနေ့ချမ်းသာတယ်လို့ပြောတယ်။ပေါင်မို့ကို တက်ဆက်တဲ့ပို့ပြီးတော့မရောက်ရတဲ့အချိန်ပိုင်းလေးတွေရှိခဲ့တယ်။အဲဒီဓမ္မဝဝနေနေမစားနိုင်တဲ့အနေအထားမျိုးတွေဟာကြုံခဲ့ကြ။အဲတော့ဘယ်နိုင်ငံမှဖြစ်ဖြစ်ဒီလိုကတ်ဆိုးကပ်ဘေးတွေကြုံနေအခုဒီမှာကြည့်လေအားလုံးသတင်းစာတို့ဂျာနယ်တို့ရေဒီယိုတို့နားထောင်လိုက်မယ်ဆိုရင်ဆင့်ဖြစ်နေတဲ့နိုင်ငံတွေဒုက္ခရောက်နေတဲ့နိုင်ငံတွေရှိနေတယ် မျက်မှောက်ခင်ပါတယ်မယ်အဆိုးတွေနဲ့ကျုံနေတယ်အဲ့ဒါတွေကိုပြောတာကတ်ဆိုတာအချိန်မင်းတကူရဒုက္ခတွေရောက်လူငယ်တဲ့နေ့ကဆိုရင်ဆူနာမီငလျင်ကြီးနဲ့တွေ့လို့ဂျပန်မှာဒုက္ခရောက်သွားတယ်ဟောအလူပြူစွန်းအင်းနေနဲ့လှုပ်ထားတယ်တရားစစ်တွေထိခိုက်ပျက်စီးသွားတော့အမှန်တမ်းအန္တရာယ်များတယ်ဆိုတော့တွေ့ကြတယ် အဲ့တော့ဒီကဆုကတ္တနေစာမကြုံဘူးလို့မပြောနဲ့မကြခင်ကပဲမုံတိုင်းတစ်ခု rock ဆိုရမုံတိုင်းတစ်ခုဂျပန်ပြည်ကိုဝင်နေတယ်ဆိုတာကြားလိုက်ကြမြန်မာပြည်မှာလည်းလွန်ခဲ့တဲ့2008ခုနှစ်ကလား6ခုနှစ်ကနာဂစ်ဆိုတဲ့မုံတိုင်းတစ်ခုခေါင်းကြီးတို့တော့အဲ့ဒီမုံတိုင်းတိုက်နေတဲ့အချိန်မှာအင်္ဂလန်ရောက်နေတယ် မခံစားရရဘူးသို့တော့မြမပြေကလူတွေတဲ့ပို့ပြီးတော့သတင်းတွေကညင်းနေရဘာဖြစ်လို့တော့ဆိုမုံတိုင်းဝဲနေပြီဆိုတာလေအင်တာနက်ကကြည့်နေရဘယ်လောက်ထိပြည့်စည်သွားပြီအေရဝတီတိုင်းဘယ်ကိုဖြတ်သွားတယ်ဆိုတာလေညင်းနေချာနောက်ဆုံးရန်ကုန်ရောက်သွားတယ်ဘယ်ထိအောင်ဖြတ်သွားပြီဆိုတာလေက 24နှစ်ကြီးချိတွေ့ရတဲ့နေရာတွေကနေဘယ်နှဘာတွေပြတ်သွားတယ်ဆိုတာအကုန်မြင်နေရ။အေးအချိန်ပိုင်းရလောကလူတွေဟာဒီလိုကတ်ဆိုးကတ်တန်နေဆိုတာကြုံကြရ။တဏှာမှာလောဘဒေါသမောဟဆိုတဲ့ဒီတဘာဝတရားကြီးတွေလွှမ်းမိုးနေတဲ့အချိန်ပိုင်းတွေမှာပူပြီးတော့ကြုံတွေ့နိုင်နေပေါ့ဒီလောကဒီကတ်ဆိုးတွေပူပြီးတော့ကြုံတွေ့နေတယ် အဲ့ဒါဘုန်းကြီးတို့တွေဒီလိုကတ်ဆိုးတွေကလွတ်အောင်လို့ဆိုတဲ့အခါဝေဒာလိပြည်မှာကြုံခဲ့တဲ့ကတ်ဆိုးကိုတော့ရသဗျာရိခိန်ကိုရမြတ်ကသစ္စာဆိုပြီးတော့လွမြောက်စေခဲ့တယ်ဟောသစ္စာဆိုခြင်းဖြင့်လွမြောက်စေတယ်ဒါလည်းပဲသစ္စာရဲ့စွမ်းအားဆိုတာဓမ္မတန်ဖိုးရှိရဏသုံးပါးရဲ့ဂုဏ်ကျေးဇူးတွေကို အမှန်ကန်ပြောဆိုပြီးတော့သစ္စာဆိုတဲ့အခါဝေဒာလိပြည်ဟာဘိဇုရလို့ကဆုကြီးကလွတ်မြောက်သွားတယ်ဆိုတာအာလုံးသိတယ်။အဲပရိတရားတော်တွေရဲ့အစွမ်းတကူဒီပရိတရားတော်တွေဟာဘလောက်ထိအောင်အစွမ်းထက်တယ်လဲဆိုတော့မြတ်စွာဘုရားဟောတဲ့တရားကတော့အစွမ်းထက်ပြီးသားပဲ။သို့တော်ဒီအစွမ်းထက်မှုဆိုတဲ့နေရာမှာဥပမာမဲ့ဘာနဲ့တူတော့ဆိုရင် အတုံးပြူတဲ့ပုဂ္ဂိုလ်ရဲ့စွမ်းအင်ပေါ်မှာလည်းမူတည်တယ်လို့ပြောတယ်။ဆိုပါလို့ဓာတ်တလဲဟာဘလောက်ထက်ထက်ခုတ်တဲ့ပုဂ္ဂိုလ်ကအာမရှိဘူးဆိုရင်ပြတ်ပါ့။ပြတ်နော်။ဓာတ်တလဲဟာအမှန်တမ်းထက်ပေမဲ့လို့ခုတ်တဲ့ပုဂ္ဂိုလ်ကအာရှိကိုလူသေးတယ်ပေါ့။အဲ့ဒါလို့ပဲမြတ်စွာဘုရားတရားတော်တွေဟာဘလောက်ပဲစွမ်းရှိစွမ်းအားရှိနေပေမဲ့လို့ဆောင်ရွက်တဲ့ပုဂ္ဂိုလ်ရဲ့ခရာစွမ်းအား တိလစွာအာသူတ္တစာကပညာလို့ဆိုရက်တကယ်အကြီးချင်းစွာအားတွေပြိမှဒီဟာတွေကလည်းစွမ်းနိုင်တယ်လို့ဒါလို့မှတ်တခုတည်းမဟုတ်အယခတိဟံစွမ်းအားတွေစွမ်းအင်းတွေဆိုတာပူပေါင်းမှစွမ်းအားဖြစ်တယ်စွမ်းအင်းတွေပူပေါင်းလိုက်တဲ့အခါမှာစွမ်းအားဖြစ်ဆိုတာရဒါကြောင့်မို့လို့တမ္မန်နဲ့တော့မရနိုင်မရနိုင် ်ရသဗျာသိခင်ကိုရမြကသစ္စာဆုပ်ပြီးတော့အဲ့ဒီဖြည့်ရှင်းပေးတာဒါကပြောမယ်ဆိုရင်ယာယီဖြည့်ရှင်းပေးနေလို့ဒီလိုပဲပြောရာယီဖြည့်ရှင်းပေးအခိုက်အတန့်ဖြည့်ရှင်းပေးသာဝရဖြည့်ရှင်းပေးဖို့ဆိုတာကြတော့အမတ္တဗုဒ္ဓကဘေးမှာမြတ်စွာဘုရားကဘာဟောတော့ဆိုအဲ့ဒီအမိနဲ့ตาကဲတင်နိုင်တဲ့ဘေးပဲဖြစ်စေ အမိနဲ့သားကဲတင်နိုင်တဲ့ဘေးဆိုတာဘာလို့ဆိုရင်မိဘေးကြီးရေဘေးကြီးစစ်ဘေးစစ်ထံကြီးလို့တဏှာမှာဘဝမှာမကြံခဏမိမိတို့ကြုံကြရတဲ့ဒီဘေးထံကြီးတွေကိုလွတ်မြောက်ခြင်းရင်ဘာလို့ရမလဲကိုချင်းနာချင်းတည်ချင်းလို့ဆိုတဲ့မိအမိနဲ့သားသားနဲ့အဖတအုပ်နဲ့တူဘယ်လိုမှ အကာအဝယ်မပြုတ်နိုင်မကယ်တင်နိုင်တဲ့အမတာပုဒ်ဒီကဘေးစစ်လို့ဆိုရယ်ပူခြင်းနာခြင်းတေခြင်းဆိုရယ်ဘေးတွေကြော်လွားဖို့လွန်မြောက်ဖို့အတွက်ဘာလို့ရမလဲလို့ရသော်ဘုရားကအဲ့ဒီတုတ်တံမှာဟောတာကြတော့မဂ္ဂင်၈ပါးကိုပွားပါတဲ့ထားပြောတာနော်တစ္ဆာမဆုတ်ခိုင်းမှုမဂ္ဂင်၈ပါးပွားမှာတကယ်ဘေးစုတ်ကဆိုးကြီးတွေလွန်မြောက်ခြင်းတော့မဂ္ဂင်၈ပါးကိုပွားပြီးတော့ ဘိကင်းရန်ကင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရမှသာဘိဘိရန်ခတ်သိမ်းကလောကလောမှာတန်တရာထဲမှာနေရင်တော့ကြုံရမှာပဲတန်တရာထဲမှာနေရင်ကြုံရမှာတန်တရာထဲလည်းနေသေးတယ်ဘေးကလောကလွတ်တယ်ဆိုတာရှင်းနိုင်ပါမလားမရှင်းနိုင်ဘူးเนาะနောက်ဆုံးတစ်ခုမဟုတ်တစ်ခုတော့ကြုံရတာဒါကြောင့်မို့လို့တန်တရာမှာကြုံတွေ့ရတဲ့ဘေးဆိုတာတော့ကြုံမှာပဲ ဘာဖြစ်လို့တော့ဆိုကုတူးရဲနေတာလည်းမဟုတ်ဘူးအဲ့ဒီအချိန်မှာဘေးလို့ဆိုတဲ့နေရာမှာရသော်ဘုရားကဘယ်ဟာကိုဘေးလို့သတ်မှတ်ပြီးတော့ပြောတယ်လေလို့ဆိုလို့ရှိရင်အခုပြောတဲ့လောဘဒေါသမောဟဆိုတဲ့လူတွေရဲ့တဏ္ဍာဖြစ်တဲ့အကုသိုလ်တွေဟာတကယ်ဘေးရန်နေပဲဘာဖြစ်လို့တော့ဆိုလူတွေဘေးရန်ဖြစ်အောင်လှုပ်ပေးနေတာသူတို့ကြောင့်ဖြစ်တာဒါအတွင်းစိတ်ဓာတ်တည်းအမှန်တမ်းအရေးကြီးတယ်ကြည့်လေ မြတ်စွာဘုရားကသက္ကဝတိတုတ်တံမှာဟောထားတာရှိခွန်ကြီးတို့ဟောထားတာအဲ့ဒီသက္ကဝတိတုတ်တံကိုအချင်းချုပ်ပြီးတော့ယနေ့လူသားများရဲ့နှစ်ဖန်ကဘာဆိုတဲ့ဟာဘာဖြစ်လို့လူတွေဟာတဖြည်းဖြည်းတတန်းတွေတိုးလာကြသလဲလို့ဆိုရင်အချင်းစာရိတ်တပြက်လာတာကြောင့်တိုးလာကိုချင်းတရားတွေပြက်ပြားလာမှုကြောင့်တတန်းတွေတိုးလာအဲ့တော့ ဒီတတန်တူရခြင်းအကြောင်းလားခုချင်းတရားပေါ်မှာမူတည်တယ်ဆိုတာမတ္တမအထင်ရှားတယ်။ဒါကြောင့်မလို့ရသော်ဘုရားတစ်ခင်ကိုရမြတ်ကလူနဲ့သဘာဝပတ်ဝန်းကျင်နဲ့ဆက်ဆက်ပြီးပြောတဲ့အခါမှာအရေးကြီးဆုံးကလူရည်ရဲ့တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့မိတွေငြိမ့်အောင်လုပ်ဖို့ကပိုပြီးတော့အရေးကြီးပါတယ်။အဲ့ဒါတွေငြိမ့်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့အပြင်ဘက်ကအန္တရာယ်ကလွတ်ဖို့ဆိုတာကတော့ အာမခံချက်မရှိဘူးလို့ပြောရမှာပဲ။ဒါကြောင့်မို့အရင်ကြကြပေးတဲ့အခါမှာရသဗျာကမကင်ရှိပါခြင်းတရားကိုပဲချက်မှာလို့ဒီအမတ္တပုရိကဘယသုတ်တံမှာအဲ့လိုခေါ်ထားအဲ့လိုခေါ်ထားဒါကအစိတ်ပိုင်းလိုက်တာမန်ကြုံရတဲ့ဘိဇုကဆိုရီနော်ဒေသအလိုက်ကြုံရတယ် သူမှမဲ့ကိုယ်နိုင်ငံမကြုံဘူးတပြည့်နိုင်ငံကြုံတယ်ကိုယ်နိုင်ငံကြုံတယ်တခြားနိုင်ငံမကြုံဘူးဒီလိုဒေသအလိုက်ဖေဆုကဆိုဆိုတာကြုံတတ်သေးတယ်အဲ့ဒီအပြင်ကံမကောင်းအကြောင်းမလားလို့လူသားတွေနေတဲ့ဤစัจ java လားစัจ java လားဒီတစ်ခုတော့မကပဲနဲ့စัจ java လားဂရေတသိမ်းရသဗျာတခင်ကိုရမြရဲ့တရားတော်တွေပြန့်ပွားရာ ရသဗျာရဲ့အမိတ်အာနာဆုံးမဩဝါဒတွေတည်ရှိရစัจ java လားဂရေတသိန်းကလည်းတခါတရံကြတော့ဘိဇုကဆုနဲ့ဂျုံပြီးတော့ပျက်စီးသွားတာတွေရှိရှိသေးတယ်အဲ့ဒါကိုပြောရင်တော့ကဘာကြီးပြက်တယ်လို့ပြောတာပေါ့နော်ကဘာပြက်တယ်ဆိုတာဟာစัจ java လားဂရေတသိန်းပြက်တာကိုပြောတာနော်ဒီတဏ္ဍာန်လေးငရင်လောက်တာတော့ဟိုတဏ္ဍာန်လေးဘာဖြစ်တာညာဖြစ်တာ မိတော်ပေါက်ခွဲတာတို့ဒုက္ခရောက်တာတို့ရည်ချီးတာလေဒါတွေကတဏ္ဏကိစ္စလေးတွေလို့ပြောကဘာကြီးပျက်စီးသွားဖို့ရအတွက်ကဒါလည်းပဲတနေ့တစ်ခါမှာကျုံးလာဖို့အနေထားရှိတယ်တဲ့ကဘာကြီးတစ်ခုဘုရားဝါဒတရားတော်ရအခုခွန်ကြီးတို့တွေနေထိုင်နေကြတဲ့ကဘာကိုဘဒ္ဒကပ္ပဒီလိုခေါ်တယ်ခရီးငါးစုပွင့်တဲ့ကဘာခရီးငါးစုပွင့်တဲ့ကဘာဖြစ်ခြင်းကြောင့် အရိမတိယမြတ်စွာဘုရားမပွင့်မပြီးသေးလို့ရှင်ဒီကဘာကြီးကတော့ခဏလို့စัจ java လာဂရေတသိန်းနဲ့ရောပြီးတော့ပျက်စီးသွားเสียအကြောင်းမရှိသေးဘူး